ားလုံးမင်္ဂလာပါ so all in one channel မှာကြိုဆိုလိုက်ပါတယ်ခုဖတ်ပြပြီးမှာတော့စာရေးဆရာဦးနုဟိတာထားတဲ့ကာမထနာဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်အပိုင်30ကိုမြစ်ဆွေနဲ့မမေကြီးမခင်လာအတွက် ရဲလက်ဆွန်ကျွေးတဲ့နေ့မှာမမေကြီးကအကိုကြီးမက်ပန်အစားပြေးကြည်လဲအလုပ်ဆက်မယ်လို့ပြောတယ်။အကြီးရဲ့တင်းနှင်းငွေနှစ်ပတ်လောက်နားပါအောင်လားခွဲလို့ပြောတယ်။အကြီးကကျမတန်တိတ်တန်ချပြီးပြီဆိုတဲ့မျက်လုံးတွေနဲ့ကိုမျက်စိကိုကြည့်ပြီးကောင်းခါပြတယ်။အကြီးလဲသူပြောတဲ့အတိုင်းနောက်တနေ့အစားပြေးအလုပ်ဆင်းနေအကြီးကိုသူ့ရုံးငန်းပေးပြီးသူကတခြားရုံးငန်းတစ်ခုကိုပြောင်းမယ်လို့ကိုမျက်စိကပြောတယ်။အကြီးကသဘောမတူအလုပ်တင်ချင်လို့လာတာ တခဲနဲ့နေမှာပေါ်လို့ပြန်ပြောတယ်။ဒီလိုပြောပြီးကိုမစ်ဆွေစပွဲကုံရဲ့ညာဘက်ထောင်နာကိုအကြီးအားသူ့အတူကလထိုင်တစ်လုံးဆွဲပြီးထိုင်နေတယ်။ကိုမစ်ဆွေကတတိဆိုတာဒီလိုနေရထိုင်ရတာမဟုတ်ဘူး။ဒီလားထိုင်လို့သူ့နေရာကိုခေါ်တယ်။မန်နေဂျာဆိုတာတတိပြောအောင်နားထောင်ရတယ်။အဲ့ဒီတော့ကိုကြီးဒီမှာပဲထိုင်။အကြီးကဒီနေရာမှာထိုင်မယ်လို့ပြောတယ်။ကိုမစ်ဆွေလည်းသူ့နေရာမှာပဲထိုင်ရတယ်။ညွန့်ညွန့်ကလေးလည်းသူ့အလုပ်ဝတ္တရားအတိုင်း ၃လချိန်လောက်မန်နေဂျာရုံးခဲ့တဲ့ဝင်လာတယ်။ဒါပေမဲ့တတိရှိနေတဲ့အတွက်အရင်ကလိုမန်နေဂျာနဲ့အယောင်မုံရဲတော့ဘူး။တိတ်ပြီးအင်ဒီရီရတာပဲ။စာရီပါရီပြင်ရင်လည်းတိတ်ပြီးစီကန်တိတ်ဝတ်တာပဲ။ထုံးစံအတိုင်းရရမဲ့နေရာထက်တောင်တထွာလောက်ပိုပြီးဝင်နေသေးတယ်။နေကင်းကော်ဖီကိုလည်းလာပြီးငှက်မပီးရတော့ဘူး။တတိရဲ့အချိန်ကတိတ်ကြီးရပဲ။အကြီးကိုယ်တိုင်းတူလာတဲ့စားကြရတွေနဲ့ကော်ဖီကိုပြင်ပြီးအကိုကြီးကိုကျွေး။ ကိုမြစ်ဆွေလည်းဒီကလေးမလေးဟာသူ့ဖေရဲ့ဂျူရပြည့်စုံတာကိုတခါမှမခံရဘဲကြီးလာခဲ့ရတယ်။သူ့ဖေပေါ်မှာနှွယ်ဆိုးမဆိုးခဲ့ရသည်များအထိုးချပြီးငါ့ပေါ်မှာနှွယ်ဆိုးဆိုးနေမှာပဲ။ငါ့မှာလည်းသူ့အမေကိုပေးထားတဲ့ကတိရှိတယ်။ဒီတော့သူ့စိတ်ချမ်းသာကိုကြည့်ပြီးဆောက်ရှောက်သွားရမှာပဲလို့တွေးရင်အချီပြင်ပြီးတာကျွေးတာကိုစားနေတယ်။တောင်းတော့ကြတော့အချီကအကိုကြီးအလုပ်ထဲမှာအရင်မူတတ်တဲ့လူတွေ မရားနှိပ်စက်ထတဲ့သူတွေရှိသလားစုံစမ်းပြီးဒီလူမျိုးတွေရှိရင် အရက်နဲ့မရားနှိပ်စက်တာပြတ်ပမယ်ဆိုတဲ့ကတိကိုတောင်းပါကတိမပေးရင်ထုတ်ပြက်ကတိပေးပြီးဖောက်ရင်လည်းထုတ်ပြက်ကိုကြီးအိမ်မှာအရက်လဲတော့မရားကိုလည်းအမတန်နှိပ်စက်တဲ့ထမင်းချက်တမအိမ်ကြီးဆိုတာရှိတယ်ဖေဖေတေးပြီးနောက်တနေ့အချိန်ခေါ်ပြီးအရက်နဲ့မရားနှိပ်စက်တာပြတ်မလားအလုတ်ကထွက်မလားလို့မေးအရက်နဲ့မရားနှိပ်စက်တာပြန်ပါမယ်လို့ကတိပေးတယ် ရဲတဲကလူကြီး၃ဦးရဲ့အမခံချက်ကိုပါအကြည့်ယူထားတယ်။ကိုတော့အေးနေတာပဲ။ဘာတမ်းမှမကြားရတော့ဘူး။အကိုကြီးလည်းအလုပ်ဖက်မှဒီလိုပဲလုပ်ထားပါ။အရဲတောက်တဲ့လူနဲ့မိန်းမနှိမ့်ဆက်တဲ့လူအကြည့်သိမ့်မောင်းနေလို့ပြောတယ်။အကြည့်ကတော်တော်ပြက်ပြက်တသာရှိတယ်လို့ပဲပြောပြီးကိုမစ်ဆွေကပြုံးနေတယ်။ပြီးတော့မှ အကြည့်ဟောဒီတရားကလေးမှတ်ထားပြီးခဏခဏဆင်ခြင်နေစမှာကွယ်။ကုသိုလ်သိရတယ်။ လူတွေကကြည်ရင်နေတယ်မဟုတ်ဘူးအားလုံးအိုရအောင်ပဲအိုတက်တဲ့သဘောတရားကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးအားလုံးနိုင်ရမယ်နာတက်တဲ့သဘောတရားကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးအားလုံးတည်ရမယ်တည်တက်တဲ့သဘောတရားကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးအဲ့ဒီတရားဟာတည်ပြီးခီးရောက်တဲ့ခွေခဏခဏဆင်ခြင်ပြပါလို့ပြောတယ်အကြည့်လဲရုံးဆင်ပြအိမ်ကိုပြောင်းရတဲ့အခါဒီလိုတရားရည်ရင်းနေတယ်ငါလှုပ်ဆန်စင်တယ် ရှုံးရောက်တော့တကင်းစီခွဲနေဖို့အကိုကြီးစိတ်ကူးတယ်။ဒါဟာဆေးရည်တွေအလုပ်သမားတွေကငါ့ကိုကဲရင်မှဆိုလို့ထင်ပါရဲ့။ကိုကြီးကတနိုင်ကလေးကိုလှည့်လာခဲ့ပေမဲ့လောကအကြောင်းကိုတိုက်သေးမှနေရတဲ့ငါလောက်မသိဘူး။မကဲရတဲ့တဲ့သူဟာဘယ်သူရှိမလဲ။အကဲရမခံရတဲ့လူဟာဘယ်သူရှိတလဲ။အကြာမင်းနွားရောင်ဆောင်လာတာတော့ကြိုကားတယ်လို့ကဲရတဲ့လောကကြီး။ဒီလောကကြီးတဲ့နေရတဲ့ငါနဲ့အကိုကြီးဟာ ရုံးကန်တခင်းနဲ့မနေပဲအကိုကြီးကဆက်ရှိကမြေကမ်းပါမှာငါကဆက်နောက်ဖေးကလင်ကွင်းထဲမှာနေရင်ကဲ့ရဲ့ခင်ရမှာပဲအကဲ့ရဲ့ခင်ရမှာချင်းအတူတူဘာဖြစ်လို့အုံမုံကြီးလိုလုံနေမလဲငါအကိုကြီးကိုချက်တယ်ခြိုက်တယ်လိုချင်တယ်တနေ့တော့အကိုကြီးကိုဖွင့်ပြောရမှာပဲမိမိဆုံးမိတာမချမ်းသေးလို့ခုချက်ချင်းပြောဖို့မကောင်းသေးဘူးအကိုကြီးကိုချင်ရင်မရေတရေကြောက်စုတ်ကြောက်စုတ်အုံပုံးလိုချုပ်လို့မရဘူးလို့ရေးထားတယ် ကိုမြစ်ဆွေပြောက်တဲ့အခါဒေါ်လေးအကြည့်ဒီကနေ့အလုပ်စင်းနေသူ့အကြည့်အားအလုပ်ကိုစူးစမ်းပြီးတင်ချင်ပုံပဲသူ့ကိုတတိရဲ့ဆိုပြီးရုံငန်းတက်တက်တခုပေးတာမရဘူးအလုပ်တင်ချင်တယ်ဆိုပြီးကျွန်တော်ရုံငန်းမှာပဲနေတယ်လို့ဝန်တားရဒေါ်လေးတင်မီကိုပြောပြနေတယ်ဒေါ်လေးကပြုံးပြီးဖုန်းကြည့်လုံးမဲ့ဆရာကြီးတော်တော်ကြာဟိတ်တိန်တရဲ့တဲ့လို့ဆန်ရှောနေုံမယ်လို့ပြောတယ်ဒေါ်လေးကလည်းတွေ့ကြရပြောပြီး ဒီကလေးမလေးကဒီအသက်အရွယ်သာရောက်ရောတကားမှမိရတွေရူရရပြုစရာကိုခံရဘူးတော့မဟုတ်ဘူးအမေကလည်းသူ့ဒုက္ခနဲ့သူအဖေကလည်းသမီးကိုနည်းနည်းမှပြန်ကြည့်ရမှာပေါ့အဲ့ဒီတော့ကျွန်တော်နဲ့တွေ့တဲ့အခါသူ့ကိုယ်သူကလေးကလေးလိုပြန်ဖြစ်ပြီးကျွန်တော်အပေါ်မှာနှွယ်ဆူဆူနေတာပါပဲအမေလှုပ်တဲ့လူကလည်းမသေးခင်တည်တည်ချက်ချက်အပ်သွားတော့ကျွန်တော်လည်းကြယူဆိုင်ပြီးဆောက်ရှောက်ပေးနေပါတယ်တော်လီကစားပြီးဒီလိုပြောနေသူများတွေကထားထက်ပြောလာမှာပေါ့လို့ကွန်မစ်ဆာကပြောတယ် ငါကတတိပေးတာပါမောင်မြင့်ရဲ့လို့တော်လေးတောက်တယ်မိကပြန်ပြောတယ်။နောက်တလားလောက်ကြတဲ့အခါကိုမြင့်စွင်နဲ့မမေကြီးတို့ရဲ့တရင်ဟာဝါခဲမှာတစ်မျိုးလုံးပြန်ထွက်သွားတယ်။မတန့်ခင်ကလေးဟာတော်လေးတောက်တယ်မိစီကို တနေခင်းလာလေပြီ။တော်လေးရဲ့အကိုကြီးဖုန်ကြီးလုံးမယ်လို့တော်လေးကသာပြောနေတယ်။အကိုကြီးကတော့ရုံခန်းတခန်းထဲမှာအကြီးနဲ့အတူတူနေနေတယ်တဲ့။အကြီးလုံးမစင်းခင်ကအကိုကြီးရဲ့ရုံခန်းထဲကိုစိတ်ရည်တွေဝင်လို့ရသေးတယ်။ အခုဆိုရင်ဘသူမှဝင်မရတော့ဘူးလို့မတန်းခင်ကဒေါ်လေးဒေါ်တမေကိုပြောပြနေတယ်။သတင်းဆိုတာအမှန်ဟုတ်တာထက်နည်းနည်းကလေးတော့ကားထွက်တတ်တယ်။မမေချေလို့ဆင်းပြီးတဲ့နောက်ရှုံခန့်တဲ့ကိုရှေ့တုန်းကလိုပဲဝင်ထွက်နေကြတာပါပဲ။ဒါပေမဲ့မြို့ထဲကိုဒီသတင်းရောက်လာတော့ရှုံခန့်တဲ့ဘသူမှမဝင်ရတော့ဘူးလို့ရောက်လာတယ်။ဒေါ်လေးဒေါ်တမေလည်းဘာမှပြန်မပြောဘူး။နားထောင်နေတယ်။နောက်ပြီးတော့လေ အကိုကြီးဟာညတိုင်းလိုလိုအကြီးတို့တိုက်ကိုသွားတယ်။တကောင်ချောလင်းအားကြီးလောက်မှအိမ်ကိုပြန်တယ်လို့လည်းမြို့ထဲမှာပြောနေကြတယ်လို့မတန်းခင်ကဆက်ပြောတယ်။ဒါရီယာတသက်မနာလိုလိုပြောတဲ့စကားတွေပါ။မတန်းခင်မြုံမှာနဲ့မောင်မြင့်ဟာရှက်ရှုပ်ရှက်ရှက်တသက်လုံးတစ်ခါမှမလုပ်ဘူးပါဦးကွယ်။ညဘက်လည်းဘေးမှမသွားတတ်ပါဘူး။အိမ်မှာပဲစာဖတ်တယ်၊ပတိစိတ်တယ်၊ကမ္မထမ်းထိုင်တယ်။ဒါရီလုံနေတာပဲလို့ထော်တင်မီကပြန်ပြောလိုက်တယ်။ တော်လေးစီကတဆင်ဒီတရင်ကိုကြားတဲ့အခါကိုမစ်ဆွေဟာစိတ်မချမ်းမသာဖြစ်သွားပြီးလူလောကထဲမှာနေသေးတော့ဒါမျိုးတွေနဲ့ခဏခဏတွေ့ရအောင်ပါပဲလို့တစိမ့်စိမ့်တွေးနေမိပါတယ်။မမေကြီးကလေးကအမိဖတ်တွေရဲ့အယူအဆကိုတသက်လုံးတကားမှမခံခဲ့ရဘူး။အဖေပေါ်မှာလည်းတကားမှအနှွယ်ဆိုးမဆုခဲ့ရဘူး။ဒါကြောင့်သူ့ကိုအဖေလို့သဘောထားပြီးနှွယ်ဆိုးဆိုးနေရလို့ကိုမစ်ဆွေဟာ ယူတန်စာယုံကြည်ပြီးမိမိကြီးကလေးစိတ်ချမ်းသာပါစေရောဆိုတဲ့သဘောနဲ့အများကြီးလိုလိုက်နေတယ်။မိမိကြီးကသူ့အမိကိုလွှမ်းတဲ့အလွမ်းပြေလောက်တဲ့အချိန်မှာသူ့စိတ်တိုင်းကြတဲ့မောင်ချစ်တင်နဲ့ပေးစားဖို့သူစိတ်ကူးနေတယ်။မောင်ချစ်တင်ဆိုတာ PCS အမိဝဲအောင်လားမကြသေးဘူး။ကိုမင်းဆွေပသိမ်မှာအလုံးလုံးနေတော့ကသူ့လက်အောင်မှာအခွန်ဝန်အပြင်းနဲ့အမှုထမ်းခဲ့ပူတယ်။လက်မစအပြော်မလိုက်တဲ့ဖေမရိုက်တဲ့အယမတောက်တဲ့ ယတနာ၃ပါးကိုခံဆိုင်နေ။ကိုမစ်စေကိုလည်းအကိုကြီးလိုချစ်ပြီးအစစရရဆုံးမဖို့အထားတယ်။ဒီသူငယ်နဲ့အချီနဲ့ပေးစာ အလုပ်လွယ်ဖုံးကြီးလုပ်ပြီးဒီဘဝမှာပဲအနာဂတ်မိမလောက်ရအောင်အားထုတ်ဖို့ကိုမစ်စေကတော့အမြဲစိတ်ကူးနေတယ်။ဒါပေမဲ့မမေကြီးကတော့ဒီလိုမဟုတ်ဘူး။သူ့ထိုင်ရာကြီးကိုကြည်လိုက်ရင်အကိုကြီးကိုချစ်တဲ့အချစ်ဒီဂရီဟာအရန်တိုးနေပြီဆိုတာမျိုးတွေလည်းခဏခဏတွေ့ရတယ်။ အစ်စ်ဒီဂရီမနီကထက်ဒီကနေ့တည်တည်တန်းတန်းကြီးပို့တိုးလာတဲ့ဆိုတာမျိုးတွေလည်းခဏခဏတွေ့ရတယ်။ငှားချင်ရင်ဝကြီးကပောက်ကွဲလူနီးနေပြီဆိုတာတွေလည်းခဏခဏတွေ့ရတယ်။အကိုကြီးကငါဖွင့်ပြောတော့မယ်။မပြောလို့မဖြစ်တော့ဘူး။မိမိစုံပြီးစားကအနည်းဆုံး6လကြာမှငါပြောမယ်လို့စိတ်ကူးထားတယ်။6လတိတ်ကြတယ်။မဆောင်နိုင်တော့ဘူး။၄လဆိုရင်တော်ပြီဆိုတာမျိုးတွေလည်းတွေ့ရတယ်။၄လလည်းကြာတယ်။၃လဆိုရင်တော်ပြီ။ ငါပြောရမယ်ဆိုတာကိုလည်းတွေ့တယ်။ငါကသာရန်ဖြစ်နေတယ်။အကိုကြီးကတော့ငါစိတ်ထဲမှာဘလို့ဖြစ်နေရဆိုတာသိပုံမပေါ်ပါဘူး။ဒီနေ့လာလဲအကြီးလူတွေကကြီးတယ်ငယ်တယ်မဟုတ်ဘူး။အားလုံးအိုရအောင်မယ်။ဟိုထက်ထက်သဘောတရားကိုဘသူမှမလွန်ဆန်နိုင်ဘူး။အားလုံးနိုင်ရအောင်မယ်။နာတက်တဲ့သဘောတရားကိုဘသူမှမလွန်ဆန်နိုင်ဘူး။အားလုံးသိရအောင်မယ်။တည်တက်တဲ့သဘောတရားကိုဘသူမှမလွန်ဆန်နိုင်ဘူးဆိုတာကို ထက်ကန်တလဲလဲပြောနေတာပဲအခြားပြောကြရတယ်ဒီလောက်ရှာလို့လားလူဆိုတာဥပမာပဲနာရမှာပဲတေရမှာပဲဒါပေမဲ့အိုတဲ့အခါကိုပေါ့နာတဲ့ခန္ဓာပေါ့တေတဲ့ခါတေပေါ့မိုးခင်မနာခင်မသိခင်ပျော့ပျော့ပါပါနေကြပေါ့ပျော့ပျော့ပါပါနေနေမဲ့အချိန်မှာဒီစိတ်မချမ်းသာစရာစကားတွေကိုပျော့ပျော့နေလို့ဘာအကျိုးထူးမလဲဆရာတော်ကြီးတောင်မိမိလိုတေခံနေလို့ပမာကိုမှဒီစကားမျိုးပြောတယ် အကိုကြီးကဖုန်းကြီးထက်ရိုးနေပြီမိဖစီဒီလိုလူကြီးတွေကိုဘယ်လိုပြုပြင်ရမလဲဆိုတာငါသိတယ်ငါလက်ထဲရောက်ပြီးရင်အလုံးစုံတနင်္ဂနွေနေ့နှစ်ပတ်ထက်ပိုပြီးမကြရအောင်အကိုကြီးကခင်မီ လူတစ်ဖြစ်ရမယ်လို့ရေးထားတာမျိုးတွေလည်းတွေ့ရတယ်တလားလောက်ကြတဲ့အခါကိုမစ်ဆွေကရုံငယ်တဲ့အလုံးလုံးနေတော့စားရိုက်ကစားတဆောင်ရောက်လာတယ်ဖောက်ကြည့်တဲ့အခါရင်ငွေလုံစရာကြီးပဲနဲ့လေပုံကြီးလုံနိုင်အောင်မလားမေကြီးကလေးရဲ့ ရွှေရင်ငွေရင်ကျော်မှမျောပြီးမုံမိနေပြီထင်တယ်။အမဲချောင်းကြည့်နေသူလို့လက်မထိုးရအစာကိုတွေ့ရတယ်။ဖက်ဖက်ကျွန်တော်ကိုမစ်ဆွေရဲ့စိတ်ထဲမှာထောင်းနေဖြစ်သွားတယ်။ဒါပေမဲ့တောင်းလောက်ကြတော့စာပေးတဲ့လူကို စိတ်ဆိုးစရာမဟုတ်ဘူး။အမဲစစ်စစ်တော့ငါအနေထိုင်စင်ကြံသူကတတိပေးတာပဲ။မိမနဲ့နှစ်ယောက်ချင်းမတွေ့နဲ့။တွေ့လေစကားမပြောနဲ့ဆိုတာငါမမီငါ့ကိုခဏခဏတတိပေးခဲ့တာပဲ။ ဒါပေမဲ့ဘယ်ကံကများအကျိုးပေးနေတယ်မဆိုနိုင်ဘူး။မိမနဲ့နှစ်ယောက်ချင်းမတွေ့ပဲမနေရတဲ့နေရာကိုငါရှောင်နေရတယ်။နှစ်ယောက်ချင်းတွေ့ရုံမကတည်ဘူး။စကားလေးပြောနေရတဲ့နေရာကိုငါရှောင်နေရတယ်။အမှန်စစ်စစ်ဒီစာငါ့ကိုဆင်ခြင်ဖို့တတိပေးတဲ့စာပဲလို့စိတ်ပြေလိုက်တယ်။ဘေးမှာထိုင်ကြည့်နေတဲ့အကြီးကဘာစားလဲအကိုကြီးလို့မေးတယ်။လကားဟာပါကွယ်လို့ပြောပြောဆိုဆိုစုပ်ဖြစ်ပြီးစက်ကူစုပ်ချင်အောင်လည်းထဲလိုက်တယ် ဲ့ဒီနေ့မှာအကြီးအားချမ်းစိတ်စိတ်ဖြစ်လာတာနဲ့အလုတ်ကစောစောဆင်းသွားတယ်။တိုက်ပင်ရောက်တဲ့အခါရင်မချို့ဘူးလို့ခြံသေးတယ်။ဒါပေမဲ့အဲ့ဒီနေရာအကိုကြီးနဲ့ဒေါ်လေးကိုတမင်စာဖိတ်ထားတဲ့နေ့ဖြစ်တဲ့အတွက်ရေချိုးလိုက်တယ်။တမင်မစားခင်စိတ်ဝင်မှစကားပြောနေကြတော့အကြီးအားနေမကောင်းခြင်းတလို့လို့ဖြစ်ပြီးတမင်စောစောဆာကြတယ်။ဒေါ်လေးနဲ့ကိုမြင့်လည်းခက်စောစောပြင်လာခဲ့ကြတယ်။အိမ်ရောက်တဲ့အခါသူ့ဖိဖိပေးထားတဲ့မဆုဆောက်ထဲက မိမနဲ့ဆိုင်တဲ့ဒီမှတ်စုကိုပြန်ဖတ်နေတယ်။ယဟန်တို့လောကမှာမိမအစင်လောက်ဆွဲမဲ့စေတဲ့နှစ်သက်စေတဲ့မူရစေတဲ့နှောင်ဖွဲ့စေတဲ့တွေ့ဝေစေတဲ့ပြီးနိဗ္ဗာန်ရဲ့အန္တရာယ်ဖြစ်တဲ့အခြားအစင်တစ်ခုကိုငါဖျားမြင်တော်မှမူယဟန်တို့သတ္တဝါတွေဟာမိမအစင်မှာဆွဲမဲ့ကြတယ်မမောကြတယ်ရှစ်ပတ်ကြတယ်တွေ့ဝေကြတယ်သတ္တဝါတွေဟာ ဒီမိမတွေရဲ့အစင်းတော့ကိုတစ်ခါကောင်းလိုက်နေကြတဲ့အတွက်တန်တရာတစ်လျှောက်လုံးမှာပူဆွေးကြရတယ်။ရှဟန်းတို့လောကမှာမိမအတန်လောက်အနှံ့လောက်အရတာလောက်အတွေ့အထိလောက်ဆွဲမဲ့စေတဲ့နှစ်သက်စေတဲ့မူရစ်စေတဲ့နှောက်ဖွဲ့စေတဲ့တွေ့ဝေစေတဲ့ပြီးနေဖယ်ရင်အန္တရာယ်ဖြစ်တဲ့အခြားအတန်အနှံ့ရတာအတွေ့အထိကိုငါဖေရမြင်တော်မမူရဟန်းတို့သက်တော်တွေဟာ မိမအသံအနက်အရသာအတွေ့အထိမှာဆွဲမဲ့ကြတယ်။မှန်မောကြတယ်၊ရှစ်ပတ်ကြတယ်၊တွေ့ဝေကြတယ်။သတ္တဝါတွေဟာဒီအသံအနက်အရသာအတွေ့အထိနောက်ကိုတကောက်ကောက်လိုက်နေကြတဲ့အထက်တန်တရားတစ်လျှောက်လုံးမှာဖူဆွေးနေကြရတယ်။ယဟန်တို့မိမဟာသွားနေတုန်းလေယောက်ျားစိတ်ကိုဆွဲဆောင်ထားနိုင်တယ်။ရှက်နေတုန်း၊ထိုင်နေတုန်း၊အိတ်နေတုန်း၊ရေရွှင်နေတုန်း၊စကားပြောနေတုန်း တခြင်းဆိုနေတော့ငုံနေတော့လည်းယောက်ျားရဲ့စိတ်ကိုဆွဲဆောင်ထားနိုင်တယ်။တည်ပြီးဖူးဖူးရောင်နေတဲ့အချိန်မှာတော့ယောက်ျားရဲ့စိတ်ကိုဆွဲဆောင်ထားနိုင်တယ်။ရှင်ဟန်တို့မန်နဲ့ကြော်ခွင်ဆိုတာပါလေလို့အတိတ်ဖယ်ရှင်းပြခြင်းတဲ့သူတဦးဟာတခြားသူတွေထူထူပြောနေဖို့မလိုမိမတဦးကိုသာဆွဲပြလိုက်ရုံနဲ့ပြီးနိုင်တယ်။မိမိကိုတတ်ဖို့တန်လျက်ဆွဲခိုင်းထားတဲ့သူနဲ့စကားပြောလို့ကပြောနိုင်တယ်။ မြေဖုတ်ပလုံနဲ့စကားပြောလိုကပြောနိုင်တယ်။အစိတ်ပြင်းတဲ့မွေကိုကင်လိုကကင်နိုင်တယ်။မိမနဲ့တယောက်ချင်းစကားမပြောဆိုရဘူး။မိမတွေကတတိလုခင်းနေတဲ့ယောက်ျားကိုသူတို့မျက်လုံးနဲ့စိုက်ကြည့်ပြီးတော့ပဲဖြစ်ဖြစ်မလုံးတလုံးဝတ်ဆင်ပြီးတော့ပဲဖြစ်ဖြစ်တတတရရနူးနူးညံ့ညံ့ပြောဆိုပြီးတော့ပဲဖြစ်ဖြစ်နှောင့်ဖွက်တတ်တယ်။ဒါကြောင့်မိမဆိုရင်တည်ပြီးဖူးဖူးရောင်နေတဲ့မိမအလောင်းကိုတော့မကင်တွယ်ဘူး။ စိတ်နှလုံးပျော်မွေ့ဖွယ်ဖြစ်တဲ့အစင်အတန်အ내အရသာအတွေ့ဆိုတဲ့ကာမဂုဏ်၅ပါးဟာမိမတွေရဲ့ရုပ်မှရှိရင်ကာမတဏရဲ့ပေးကိုမတိမြင်ကြတဲ့အတွက်ကာမဆိုတဲ့ဝေဩကကြီးတွေမှာတဝဲလေလေဖြစ်နေကြတဲ့သူတွေဟာဘဝချင်းငယ်တွေမှာအမျိုးမျိုးဖြစ်ပြီးတန်တရားရင်ကျောမှာမျောနေကြရမယ်ကာမတဏရဲ့ပေးရနေတွေကိုပိုင်းပိုင်းခြားခြားသိပြီး ဒီပြည်တွေကကင်းရှင်းအောင်နေတဲ့သူတွေဟာအရဟတဖို့ရမယ်လောကရဲ့တပတ်ကန်းဆိုတဲ့အတုမရှိတဲ့ယောဂကုံရဖြစ်တဲ့အဖန်တလဲလဲပဋိတန်တီနေရတဲ့ပေးဟိုရတဲ့ပေးနာရတဲ့ပေးတေးရတဲ့ပေးတွေကကင်းလို့ရချမ်းသာခြင်းအစိတ်ရဲ့တရားဖြစ်တဲ့နိဗ္ဗာန်ရွှေပြည်မြတ်ကိုရောက်ကြရမယ်လို့ရှင်တော်ဖေဟောကြားတော်မူပါတယ်ဒီမဆုဖတ်ပြီး ငါတော့အင်မတန်ကြောက်စရာကောင်းတဲ့ဘဝကိုရောက်နေပြီ။ဒါပေမဲ့ဒီကံဒီသူ့မိကိုငါပေးလိုက်တဲ့ကတိကလည်းရှိနေသေးတယ်။ဆွတ်ထွက်သွားလို့မဖြစ်သေးဘူး။ဒါကလေးတော့မောက်ချက်တင်နဲ့မြင်မြင်ပေးစာအလုပ်လွှဲပေးလိုက်။ပြီးတော့မှငါမြင်မြင်ဖုန်ကြီးလို့ဒီလိုမလုပ်ရင်တနာရင်ကြောက်မှမျောရလိမ့်မယ်။ငါမျောမဲထားတဲ့လောကုတ္တရာမျောမဲချက်ကြီးလေပြိုပြက်သွားလိမ့်မယ်လို့တရားထဲလေးလေးနက်နက်စဉ်းစားနေတာနဲ့ညာ၁၇နှစ်လောက်အထိအိမ်မပြောင်း ထောက်လောက်ကြတော့အိမ်ပြင်ဘက်ကနှိုးနေတန်ကြရတယ်။တကားဖွင့်ပေးတဲ့အခါအကြီးတို့အိမ်ကအလုံးသမားတယောက်ဖြစ်နေတယ်။အကြီးဒီကိုလုံးပို့ပြီးအသက်လည်းကောင်းကောင်းမရှူနိုင်ဘူး။မြင်မြင်လာပါဆိုတာနဲ့မောင်မြစ်ဆွေလည်းကြပြကြရအဝစားလဲပြေးလိုက်သွားတယ်။နှစ်ဖူးဆန့်ကြည့်တဲ့အခါတော့ပူနေတယ်။ဒါနဲ့စာကလေးတစ်စောင်ရေးပြီးဆရာဝန်ခေါ်ရတယ်။ဆရာဝန်ရောက်လာတဲ့အခါစမ်းသက်ကြည့်ပြီးအပြားဒီဂရီ100နှစ်ရှိရဲ့အစုံနှစ်ဖက်စလုံးရောင်းနေတယ်လို့ပြောတယ် စေတလုံးထိုတိုက်စီတိုက်ရင်ဘက်ကြောနဲ့ပြေးပြီးကပ်ဖို့စီပြီးပြီးဆရာဝန်ပြန်သွားတယ်။အကြည့်ကိုစောင့်ကြည့်ဖို့သူနဲ့ပါလာတဲ့ဆရာမကိုထားပစ်ခဲ့။နောက်ထပ်အရေးကြီးလာရင်ချက်ချင်းအခေါ်လှုပ်ဖို့လည်းမှတ်သွားတယ်။ကိုမင်းဆွေလည်းစိတ်မချတာနဲ့အိမ်မပြန်ဘူး။အင်းရှေ့ခန်းမှာပလက်ကလက်ထိုင်တလုံးအချခံပြီးအကြည့်ကိုစောင့်ရင်းလဲနေတယ်။နိုင်ပြန်၃ချက်လောက်ကြာတော့အကြည့်ဟာအိပ်ပျော်သွားတယ်။ဆရာမလည်းအကြည့်ကိုစောင့်ရင်းနဲ့ ခက်ပြင်းပြင်းနဲ့စပွဲခုံပေါ်ကတိုင်ယာတွေကိုဖတ်နေတယ်။ဖတ်ရင်စိတ်ဝင်စားလာတာနဲ့တခုပြီးတခုဆက်ဖက်ဖြစ်လိုက်တယ်။နာနဲ့ခုနှစ်နာရီလောက်မှဆရာမအတ္တတရားရောက်လာတယ်။ညကဆရာမပြန်သွားတယ်။နာနဲ့ဆယ်နာရီလောက်မှဆရာဝန်ရောက်လာပြီးဆက်သက်ကြည့်တယ်။ပြီးတော့ဈေးတလုံးထပ်ထုတ်ပေးတယ်။ကိုမစ်ဆွေကဘယ်နဲ့နေတယ်လဲလို့မေးတဲ့အခါကောင်းသွားပါပြီလို့ပြောတယ်။တောင်းလောက်ကြတော့ဆရာဝန်ကကိုမစ်ဆွေကိုအပြင်ဘက်ခဏခေါ်သွားပြီးမမေကြီးရဲ့ယောဂဟာရိုးရိုးမဟုတ်ဘူး။ စိတ်တစားယောဂလည်းပါနေတယ်။ရိုးရိုးယောဂကတော့ကျွန်တော်ပြအောင်ကုပေးမယ်။စိတ်ချပါဒီမနေ့အပုံကြီးကောင်းသွားပြီ။စိတ်တစားတော့ဥမျက်ဆွေရဥမျက်ဆွေပဲစက်ကူတော့ကျွန်တော်မတက်နိုင်ဘူးလို့ဆရာဝန်ကပြောတယ်။ဥမျက်ဆွေကကောင်းကောင်းမရှင်းတာနဲ့ဒေါက်တာဘလို့စိတ်တစားလဲလို့မေးတယ်။သိချင်ရင်မမေကြီးရဲ့ကတင်ပေးကဇပွဲခုံပေါ်မှာတရားရရှိရင်အဲ့ဒါကိုဖတ်ကြည့်ဗျာ။အကူကြီးပေါ်မှာအချစ်တကူရေနေစဉ်တိုးနေတယ် အချင်းရိုးကြီးပောက်ကွဲခံနေနေပြီအကိုကြီးကတော့မကြခင်ဖွင့်ပြောရတော့မှာပဲဆိုတာတွေစုံနေအောင်ရေးထားတယ်ဖက်လို့တိတ်ကောင်းတယ်လို့ကျွန်တော်ရပို့ရတယ်အဲ့ဒီစိတ်ဒစာယောဂကို ကိုမြစ်ဆွေပဲစက်ကူပြီးတော့လို့ဆရာဝန်က ပြောမိပြောတယ်ကိုမြစ်ဆွေသဘောပေါက်သွားတယ်ကောင်းလဲကြီးသွားတယ်မောင်ချစ်တင်နဲ့မမေကြီးကိုမြင်မြန်ပေးစားမှာပဲငါလည်းဖုန်းကြီးမြင်မြန်လုပ်မှာပဲနေနေလုံးဖြစ်ဘူးဆိုတော့ကိုမြစ်ဆွေရဲ့တန်ထိတ်တဲ့ဟာပိုပြီးခိုင်မာလာတယ် မမေ့ချီဟာဖျားတာကတော့ရိုးရိုးဖျားတာပါပဲဒါပေမဲ့ကိုဝင်ဖျက်ချရတဲ့အတွက်အလုတ်တောင်မစင်းနိုင်ဘူးဆိုတဲ့တဲ့င်းဟာဘယ်သူကလွှင့်လိုက်မှမသိဘူးတမျိုးလုံးပြန့်နှံ့သွားတယ်တဲ့င်းပြင့်ဥဒါမကဘူးပလေးစီလေကိုဝင်ဖျက်ချရတဲ့ဆိုတဲ့စာထုတ်ဖြစ်တယ်မြောင်းမြားကအေးပိုင်နဲ့ရဇဝတ်ဝင်စီကိုလည်းဒီလိုပဲစာထုတ်ဖြစ်တယ်ကိုမြေဆွေရဲ့အဖေဖုန်းကြီးတော့အေးအေးမနေရဘူးသူ့စီလေစာထုတ်ဖြစ်တယ် သူ့သားဒီလိုလုပ်လိုက်မယ်လို့အဖေကမရှုံးဘူး။ဒါကြောင့်ဦးတုံတရာဟာသူ့ရတဲ့ပစ္စည်းပေါ်မှာဒါရင်းကမယုံဘူးလို့ရေးပြီးကွန်မစ်ဆွေစီကိုပို့လိုက်တယ်။ဒါပေမဲ့သူ့ခမီးတော်ကြီးပို့ပြီးစိတ်ချမ်းသာတော့အောင်ဆိုတဲ့ရည်ရချက်နဲ့ကွန်မစ်ဆွေဟာဆံဝန်နဲ့ဆံမတွေကိုပါဦးတုံတရာစီကိုခေါ်သွားပြီးအရှင်းခိုင်းတယ်။ဒီတော့အတွင်းဆံဝန်ဟာအတော်ကလေးလှုပ်ရှုံစွာသေးတယ်။ပလိကလာပြီးစုံစမ်းလို့အရှင်းပြပြီးအစင်ခန်းစားတစ်ဆောင်ရေးပြရတယ်။ မြောင်မြအေးပိုင်ဦးလာကတော့ကိုမစ်ဆွေရဲ့ဆရာဖြစ်နေတယ်။သူကလည်းပစ္စာကိုမယုံဘူးကိုမစ်ဆွေကိုကောင်းကောင်းယုံတယ်။ဒါကြောင့်ပစ္စာကိုကိုမစ်ဆွေစီပို့လိုက်တယ်။ကိုမစ်ဆွေလည်းဆရာဝန်ရဲ့အစင်ခံတာကိုယူပြီးယေရှုတင်တဲ့စာနဲ့အတူဦးလာစီကိုပို့လိုက်တယ်။အောင်မစ်ဆွေဟာသက်သက်လုံးမိမနဲ့ပတ်သက်ပြီးတကားမှလက်ညှိုးထိုးမခံခဲ့ရဘူး။သူကလည်းဒီကိစ္စမျိုးနဲ့ခင်းရှင်းအောင်အထူးဆင်ခြင်တယ်။ဒါကြောင့် ဒီကိစ္စတွေဖြစ်ကစားမှာမမစ်ဆွေဟာရှက်လဲအများကြီးရှက်တယ်စိတ်လဲအများကြီးရှုပ်တယ်လောကကြီးထဲမှာလူအဖြစ်နဲ့ရှေးဆက်သွားနိုင်ဖို့ဆိုတာကိုကြောက်လဲအများကြီးကြောက်သွားတယ်နောက်ပြီးတော့လေသူဟာအရွယ်ရောက်ကလေးကစားပြီးအနည်း20ကျော်ကျော်အချစ်နေတဲ့ဒုက္ခမှ နေမကြုံခဲ့ဘူးအဲ့ဒီလိုနေမကြုံခဲ့ဘူးတဲ့အတွက်ဒီလိုဆိတ်ရှုပ်ဆရာတွေနဲ့တစ်ခါမှမတွေ့ခဲ့ရဘူးအခုအချစ်နေတဲ့ကိုကြုံမိနေတာနှစ်လကျော်ကျော်ကလေးလောက်ပဲရှိသေးတယ်အခု ဆဲရှုပ်စရာတွေဟာဝိုင်းနေတာပဲဒါဟာစာလုံးကြီးစပဲရှိသေးတယ်နောက်ပြီးနေကျွန်းသွားတာနဲ့အမျှဘလို့ဆဲရှုပ်စရာတွေစိတ်မချမ်းသာစရာတွေနဲ့တွေ့ရအောင်မှမတည်သေးဘူးလို့လေကိုမျက်စွေစဉ်းစားမိရင်ငါမေမေပြောတော့ငါသာငါဖုန်းကြီးလုပ်ပြီးတရားအထုတ်နေရင်ဒါမျိုးတွေနဲ့လည်းတွေ့ရမှာမဟုတ်ဘူးအခုလောက်ဆိုရင် မတရားတွေဖို့တရားတွေအစစ်အစစ်ထိုးပြီးရနေပြီလူတွေခက်မြမြကိုလေသူတို့ရဲ့ကိုယ်ကိုယ်ရာအစစ်ဖြစ်တဲ့ မဉ္ဉံဘုံဉ္ဉံတွေရအောင်ငါတော်ကြီးဆောင်ရွက်နိုင်နေပြီအခုတော့အနှစ်မရှိတာတွေကိုအနှစ်လို့ထင်ပြီးမိုက်ခဲ့မိလို့အကျိုးမရှိတာတွေကိုအကျိုးရှိတယ်ထင်ပြီးလိုက်ခဲ့မိလို့ငရဲပန်းတွေကို ရွှေပန်းထင်ပြီးလိုက်ခဲ့မိလို့ငါဟာဒီဆင်းရဲတွေနဲ့တွေ့ရတာပဲဆိုပြီးတော့လေအများကြီးစိတ်ဆင်းရဲနေတယ်ဒါပေမဲ့ကိုမစ်ဆွေကလောကရန်တရားနဲ့တွေ့ရတဲ့အခါခန္ဓာရဲ့ရှိအောင်နေအတော်ကလေးလေ့ကျင့်ထားတဲ့အတွက် တရက်နှစ်ရက်လောက်သာစိတ်ထဲမှာရောက်ရခက်ဖြစ်တယ်။လောကမှာလူတွေဟာစီးစိမ်ဥစ္စာနဲ့တွေ့တဲ့အခါလေတွေ့ရတယ်။စီးစိမ်ဥစ္စာနဲ့ကင်းတဲ့အခါလေကင်းရတယ်။အချွေရင်နဲ့တွေ့တဲ့အခါလေတွေ့ရတယ်။အချွေရင်နဲ့ကင်းတဲ့အခါလေကင်းရတယ်။ချီးမွမ်းတာနဲ့တွေ့တဲ့အခါလေတွေ့ရတယ်။ကဲ့ရတာနဲ့တွေ့တဲ့အခါလေတွေ့ရတယ်။ချမ်းသာတာနဲ့တွေ့တဲ့အခါလေတွေ့ရတယ်။စင်ရတာနဲ့တွေ့တဲ့အခါလေတွေ့ရတယ်ဆိုတော့ လောကရင်တရား၈ပါးကိုနှလုံးသွင်းနိုင်တဲ့အတွက် သူ့စိတ်တွေဟာအတော်ကြီးသက်သာရရသွားတယ်။နောက်ပြီးတော့လေသတ္တဝါတွေဟာသူတို့လုတ်ခဲ့တာမှန်တဲ့မြားကို အမွေခံရတယ်။ငါအခုလိုအဆက်ဆွဲခံရတာဟာရှင်ဘွားတွေတော့ကငါလေးသူများကိုဒီလိုဆက်ဆွဲခဲ့လို့ပဲ။အဲ့ဒီတော့ကိုခံရတဲ့အတွက်သူများကိုစိတ်ဆိုးမနေနဲ့ဘယ်သူမပြုတ်မိမိမှုလို့ပဲနှလုံးသွင်းရင်ရောက်ရခက်နေတဲ့သူ့စိတ်တွေကိုစုံမနိုင်နဲ့။ နောက်ပြီးတော့ကိုမစ်ဆွေဟာဒီလိုလဲစဉ်းစားမိသေးတယ်။ဟိုးချင်းထရင်ထိချိုးချင်းထရင်ညီဆိုတဲ့စကားလိုပဲသူနဲ့အကြည်နဲ့ဟာအခုလိုချရှိနေသွားကြရမယ်ဆိုရင်တန်ချောင်းတော်မီနဲ့အမြိုက်ခရရင်ဂျာတော့ပြောချင်ရသေးတာပဲ။မိမမယူဖုံကြီးလုံးမယ်ဆိုတဲ့သူအတိတ်ထံလိုဟာမျိုးတော့ဖယ်ခနိုင်မလဲ။အခုဆိုရင်ကြည့်ပါလား။သူတန်ရရဲ့အချောင်းကိုဆေးဝင်စီကကြားရုံကလေးရှိသေးတယ်။ ငါစိတ်တွေဘယ်လိုဖြစ်နေတယ်မသိဘူးဖောက်ပြန်ခြင်းတလို့လို့ဖြစ်နေပြီဒါစာလုံးကြီးစပဲမကောင်းဘူးငါသူ့အတွက်ကူဆက်တတ်တဲ့ယောဂပဲသူဟာလည်းငါအတွက်ကူဆက်တတ်တဲ့ယောဂပဲယောဂမကူဆက်စေခြင်းယောဂနဲ့ဝေးအောင်ပြေးရမှာပဲသူ့ကိုနေရာချပေးပြင်တော့သူ့မိကိုငါပေးခဲ့တဲ့ကတိဟာခြေသွားပါပြီအဲ့ဒီခါကျရင်တော့ငါသွားခြင်းနဲ့စီကိုသွားနိုင်ပြီငါလွတ်ပြီလို့လည်းစဉ်းစားမိတယ် အပိုင်း31ကိုဆက်လက်ဆောင်မြောနားဆင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ